ဒီကနေ့ကျွန်တော်ယုံကြည်သူရဲ့အတ္တထဲမှာဒီအချက်တွေကိုမသိထားရင်ယန်သူရဲ့လှည့်စားခြင်းတွေကိုကျွန်တော်တို့ဟာကြက်ရှုံးသွားနိုင်ပါတယ်။ဒါကြောင့်မို့ဒီကနေ့ယန်သူကိုကျွန်တော်တို့ယန်သူဖြစ်တဲ့စာရမဏတ်ကိုဘယ်လိုသူ့ရဲ့လှည့်ဖြားခြင်းသူ့ရဲ့ထိုးနှက်ခြင်းသူ့ရဲ့လိမ်လည်ခြင်းသူ့ရဲ့ဆွဲချခြင်းမခံရဖို့အတွက်ကျွန်တော်တို့ယုံကြည်သူဟာဘယ်လိုတမာတတိရှိရမလဲဆိုတဲ့အရာလေးကိုဝေငှချင်တယ်။ဒါကြောင့်ဟောက်တော့ချင်သေးကဲ့သို့အဘဲသူကို မြို့ရမည်သည်ဟုလက်လေရှာဖွေတဲ့စာရမဏေရဲ့လက်ဖြားခြင်းကနေလွတ်ဖို့အတွက်ရှင်ပေသူကတော့ကျွန်တော်ကိုတိုက်တွန်းထားတယ်တမာတတိရှိပါကျွန်တော်ဘယ်လိုတမာတတိရှိမလဲစာရမဏေရဲ့လှုပ်ဆောင်ခြင်းခြေကနေလွတ်မြောက်ဖို့အတွက်တမာတတိရှိရမယ်အချက်တွေယုံကြည်သူရဲ့အတ္တထဲမှာရှိပါတယ်ဒါကြောင့်ဒီကနေ့အဲ့ဒီယုံကြည်သူရဲ့အတ္တထဲမှာထားရမယ်တမာတတိဘယ်အချက်တွေအဖြစ်ကိုယ့်ရဲ့အတ္တကိုတမာတတိ နဲ့အသက်ရှင်ရမယ်ဆိုတဲ့အရာတွေကို အချက်၃ချက်အဖြစ်ကျွန်တော်အနေငယ်ဝင်ရတယ်တကယ်တကယ်တော့အချက်ကတော့အချက်အနည်းဆုံး၉ခုလောက်ရှိတဲ့အရာဖြစ်တယ်ဒါပေမဲ့ဒီအရာကိုဒီကနေ့ကျွန်တော်၃ချက်အရင်ဝင်ရမှာဖြစ်တယ်ပြီးမှ now video now video file တွေကထပ်ပြီးတော့မှနောက်ထပ်အချက်အချက်ကြံရှိနေတဲ့အချက်တွေကိုကျွန်တော်ဆက်ပြီးဝင်ကတသက်ခံသွားမှာဖြစ်တယ်။ဆိုတော့ဒီကနေ့မာနတ်ကိုစန့်ကျင်တိုက်ခိုက်တဲ့သူဟာဘယ်သူလဲ။အဲ့ဒီအရာကအရေးကြီးတယ်။ မာနကိုအောင်မြင်နိုင်တဲ့သူဟာဘယ်သူလဲတကယ်တကယ်တော့မာနကိုအောင်မြင်နိုင်တဲ့သူဟာသခင်ယေရှုခရစ်ကလွဲပြီးဘယ်သူမှမာနကိုမအောင်မြင်ပါဘူးကဘာဦးသုံးမှကလေးကနေတင့်ရဲ့ဥကောင်းကိုကြိတ်မယ်လို့ပြောတဲ့နှုတ်ကပတ်တော်အတိုင်း AD 30လက်ဝါးကားတိုင်ပေါ်မှာသခင်ယေရှုဟာဂေါလာဂေါထကုန်မြင့်အရက်ကားတိုင်ပေါ်မှာမာနရဲ့ဥကောင်းကိုကြိတ်ခဲ့ပြီးတာကြိတ်ခဲ့ပြီးခဲ့ပြီးဖြစ်တယ် မာနကိုနိုင်ခဲ့ပြီးပြီဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီမာနရဲ့ဥကောင်းကိုကြိတ်ခဲ့တဲ့သခင်ယေရှုခရစ်တပါးဒီကတန်နဲ့အောင်မြင်တော်သူဖြစ်တယ်။ဒါကြောင့်မို့ဒီစัจ java လာမှာဖခင်ကယေရှုခရစ်တော်ကလွဲပြီးဘယ်သူကိုမှ အောင်မြင်ခြင်းမပေးပါဘူး။ယေရှုခရစ်တော်ဆိုတဲ့ဖခင်သားတော်မှာပဲစစ်မှန်တဲ့အောင်မြင်ခြင်းရှိတယ်။ဒါဆိုရင် ခရစ်တော်ရဲ့ပြင်ပခရစ်တော်ရဲ့အပြင်ဘက်မှာလှုပ်ဆောင်နေတဲ့ အောင်မြင်မှုတွေစူးစမ်းမှုတွေကစစ်မှန်တဲ့အောင်မြင်ခြင်းကိုမဖြစ်ပါဘူး။ဒါကြောင့်ညီကောင်မတို့တို့တင်နဲ့ကျွန်တော်လဲအောင်မြင်အောင်မစူးစမ်းနိုင်ပါဘူး။ဒါပေမဲ့ဖခင်ကကျွန်တော်ကို အခွင့်အရေးတစ်ခုပေးထားတယ်။အဲ့ဒီယေရှုခရစ်တော်ရဲ့အောင်မြင်ခြင်းဟာကျွန်ုပ်တို့ရဲ့အောင်မြင်ခြင်းဖြစ်ဖို့အတွက်အဲ့ဒီခရစ်တော်ထဲမှာပဲကျွန်တော်ဟာတည်နေဖို့ဖြစ်တယ်။အဲ့ဒီခရစ်တော်ရဲ့အောင်မြင်ခြင်းကိုပဲရွေးချယ်အသက်ရှင်ဖို့ဖြစ်တယ်။ ဒါကြောင့်မို့ဒီစကြဝဠာမှာမာနကိုအောင်မြင်တော်သူဟာယေရှုခရစ်တော်ဖြစ်တော်ကြောင်းသင်နဲ့ကျွန်တော်ဟာနေ့တိုင်းအဲ့ဒီယေရှုခရစ်တော်ရဲ့အောင်မြင်ခြင်းကိုတိမှတ်ဝန်ခံဖို့လိုတယ်။ယုံကြည်ခြင်းတိမှတ်ဆွေးလန်းခြင်းအဖြစ်အဲ့ဒီယေရှုခရစ်တော်ရဲ့အောင်မြင်ခြင်းကိုနေ့တိုင်းကျွန်တော်ဟာပြက်ပြက်တတ်တာရွေးချယ်ဖို့ဖြစ်ပါတယ်။အဲ့ဒီယေရှုခရစ်ကိုပြက်သားစွာရွေးချယ်ခြင်းနဲ့အတူမာနရဲ့လောက်ဆောင်ခြင်းရှိသည့်အရာအလုံးကိုကျွန်တော်ဟာပြက်သားတဲ့ဆန့်ကျင်ခြင်း ရှိဖို့လိုပါတယ်။ဒါကြောင့်မို့စစ်မှန်တဲ့ယေရှုခရစ်ရဲ့အောင်မြင်ခြင်းကိုကျွန်တော်ဟာနေ့စဉ်ယုံကြည်ခြင်းအဖြစ်သိမှတ်ဆွဲလန်းပြီးအသက်တာထဲမှာရွေးယူရွေးချယ်ဖို့ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကနေ့အဲ့ဒီယေရှုခရစ်တော်ရဲ့အောင်မြင်ခြင်းကိုရွေးချယ်ရွေးယူတဲ့အခါကြာမှတ်တယ်ယေရှုခရစ်ရဲ့အောင်မြင်ခြင်းဟာတစ်အသက်တာကျွန်ုပ်ရဲ့အသက်တာထက်ကိုကူးဆက်လာဖို့ရှိပါတယ်ယေရှုခရစ်တော်နဲ့ပေါင်းစည်းဆက်နွယ်တဲ့သူဟာယေရှုခရစ်တော်အဖြစ် ခရစ်တော်ရဲ့အောင်မြင်ခြင်းဟာကျွန်ုပ်ရဲ့အောင်မြင်ခြင်းဖြစ်လာတယ်ခရစ်တော်ရဲ့တကိုးတော်ဟာကျွန်ုပ်ရဲ့တကိုးတော်ဖြစ်လာတယ်ခရစ်တော်၌မတည်ပဲခရစ်တော်၌မရှိပဲခရစ်တော်ရဲ့အောင်မြင်ခြင်းဟာကိုယ့်အတ္တထဲမှာရှိလာမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီကနေ့ကျွန်တော်အတ္တထဲမှာခရစ်တော်၌ပေါင်းစည်းဆက်နေဖို့လိုသလိုနံပါတ်1အဲ့ဒီယေရှုခရစ်၌တည်ခြင်းအဖြစ်တမန်တော်ကြီးရှိစွာကျွန်တော်အသက်ရှင်ဖို့လိုတယ် ။ဘာကြောင့်လဲယန္တုစာတန်ဟာနေ့တိုင်းတင်တဲ့ကျွန်ုပ်ကိုထိုးနှက်နှိပ်စက်နေုံတင်မကောက်ဘူးပြစ်တင်ဆွတ်ဆွဲနေတာဖြစ်တယ်။ဒါကြောင့်မို့သူကအဲဗျာဒင်းကျန်အခန်းကြီး7နှစ်မှာသူကဘာပြောလဲဆိုအောင်မြင်တော်သူဟာအောင်မြင်တော်သူဟာခရစ်တော်ရဲ့အသွေးတော်ကိုအမြဲတမ်းပုံခုဖို့ဖြစ်တယ်ယေရှုခရစ်တော်ရဲ့အသွေးတော်ရဲ့လွမ်းခြုံခြင်းယေရှုခရစ်၏အသွေးတော်ရဲ့ ဖို့အုပ်ပေးခြင်းကို အချိန်တိုင်းမှာဝန်ခံပြီးပုံခုနေမှုဖြစ်ပါတယ်။ဘာကြောင့်လဲမာနကကျွန်တော်ကိုအချိန်တိုင်းမှာပြစ်တင်ဆွဆွဲနေတယ်။ဒါကြောင့်ပြစ်တင်ဆွဆွဲနေတဲ့မာနရဲ့ဆွဆွဲခြင်းခတဲ့လွတ်မြောက်ဖို့အတွက်ဘယ်နေရာမှာမှကျွန်တော်ပုံခုလို့မရဘူး။ယေရှုခရစ်တော်ရဲ့အသွေးတော်ကတလျင်ကျွန်တော်ကိုစစ်မှန်တဲ့ဖို့အုပ်ခြင်းကိုဖြစ်စေတယ်။ဒါကြောင့်ယေရှုခရစ်တော်ရဲ့အသွေးတော်ဟာ ကားတိုင်းပေါ်မှာပဲအလုံးလောက်တာမဟုတ်ဘူး။ဒီကနေ့ဂျေဇုတော်ကာလတလျှောက်လုံးမှာအဲ့ဒီအသွေးတော်ရဲ့ ခိုလုံအသွေးတော်ရဲ့အောက်မှာခိုလုံတော်သူတိုင်းဟာမာနရဲ့ပြစ်တင်ဆွဆွဲခြင်းကနေအမြဲတမ်းလွတ်မြောက်ရရှိပါတယ်။ဒါကြောင့်မို့ဒီကနေ့ကျွန်တော်အသက်တာဟာပြစ်တင်ဆွဆွဲခြင်းမှကေတင်ခြင်းရဖို့အတွက်ပြစ်တင်ဆွဆွဲခြင်းမှကေခံရဖို့အတွက်အဖိုးထိုက်တန်တဲ့ယေရှုရဲ့အသွေးတော်အောက်မှာအစင်အမြဲပုန်းခိုခြင်းအသက်တာသည်ခိုလုံခြင်းအသက်တာသည်တမာတတိရှိသောအသက်တာဖြစ်ပါတယ်။ နောက်ထပ်တမာတတိရှိဆိုကျွန်တော်အသက်ရှင်ရမယ့်အရာကဘာလဲဆိုရင်ဖျားခင်ဤနုကပတ်တော်အဖြစ်ကျွန်တော်ဟာအောင်မြင်နိုင်တယ်။ဒါကြောင့်မို့အဲ့ဒီနုကပတ်တော်ဟာကျွန်တော်တို့ရဲ့အတ္တအแทမှာအဲ့ဒီဝိညာဉ်တော်ကမာနရဲ့ထုံးနှက်ခြင်းတစုံတရာမာနရဲ့တိုက်ခတ်ခြင်းခံရတဲ့အခါမှာတင့်အသွင်းဝိညာဉ်ထဲကနေပြီးတော့မှတတ်ရှင်တော်ဝိညာဉ်တော်ဖျားသည်တင့်ခံယူထားတဲ့အရာတင့် ်သင်စားတုံးထားတဲ့အရာသင်ကြက်မှတ်ထားတဲ့နှုတ်ဘတ်တော်အားဖြင့်သင်ရဲ့အသွေးလူကိုအဲ့ဒီနှုတ်ဘတ်တော်စသာတခွန်းတကြောင်းကသင်ရဲ့အတ္တကိုပြန်လည်ပြီးတော့မှရှင်းတန်းနိုးကြပြီးခိုင်ခန့်စေတာဖြစ်တယ်။ဒါကြောင့်မို့ညီကိုမောင်တို့မတို့နှုတ်ဘတ်တော်ကိုလည်းကျွန်တော်အလွတ်ကြက်မှတ်ဖို့လိုသလိုနှုတ်ဘတ်တော်တွေကိုလည်းအမြဲတမ်းဆင်ခြင်တော်သူဖြစ်ဖို့လိုပါတယ်။ဒါကြောင့်မို့နုကပတ်တော်နားထောင်ခြင်းနုကပတ်တော်ခံယူခြင်းအရာမှာမပြင်းရီးဖို့အတွက်ဒီနုကပတ်တော်အဖြစ်ကျွန်တော် တိုက်တွန်းခေါ်အားပေးခြင်းနဲ့ဘာကြောင့်လဲအဲ့ဒီနှုတ်ကပတ်တော်ကစာဒမန်ရဲ့လက်ဖြားခြင်းထဲကနေကျွန်တော်ကိုကေတင်တော့တမာတတိရှိစွာအသက်ရှင်တော့နီလန်ဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကကျွန်တော်တို့ဟာအမြဲတမ်းသခင်ဖရားကိုနာခံဖို့ဖြစ်ပါတယ်ဒါကြောင့်ရာကုန်အခန်းကြီး၄အငယ်ခုနှစ်မှာသခင်ဖရားဖရားသခင်ကိုဝန်ခံခြင်းရှိတော့မာနတ်ကိုစီတာခြင်းရှိတော့တို့ပြုလျင်မာနတ်ဒီတင့်ထန်ကပြေးသွားလိမ့်မယ် မန်နဲ့ရဲ့မန်နဲ့တင့်ထန်ကနေပြေးသွားဖို့ရန်သူတွေတင့်ထန်ကနေထွက်ပြေးသိမ်းရှောင်သွားဖို့အတွက်ကျွန်တော်တို့လောက်ရမယ့်အရာတစ်ခုက သခင်ဖျားကိုပြိဝဆွာဝန်ခံနေဖို့လိုတယ်။ဒါကြောင့်မို့တမာတတိရှိစွာလို့တမာတတိရှိစွာအသက်ရှင်ပါလို့ပြောတဲ့အခါမှာဖျားသခင်ကို နေ့တိုင်းပြိဝဆွာဝန်ခံခြင်းအသက်တာဒီမာနကို စီးသားသောအသက်တာဖြစ်တယ်။ ဒါကြောင့်မို့မာနကလက်ဖျားဖို့လာတဲ့ခါမှာဖျားကိုတင်ဝတ်ခံခြင်းအဖြစ်ဖျားစကားကိုတဘောတူခြင်းအဖြစ်ဖျားကိုတင့်ကိုတင့်ကိုအကျွတ်မဲ့ဝတ်ခံတဘောတူခြင်းအဖြစ်မာနတည်တင့်ထံကပြေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့တမာတိရှိစွာကျွန်တော်အသက်ရှင်ရမယ်အချက်၃ချက်နံပါတ်၁ကပြန်ပြောမယ်အသွေးတော်အောက်မှာခိုလုံခြင်းနံပါတ်၂ကနှုတ်ကပတ်တော်ကိုကျွန်တော်ဟာအဲအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ဟာအမြဲတမ်း သဘောတူဝန်ခံခြင်းဒါပြင်မကောက်ဘူးဖျားသခင်ကိုအကျွင့်မဲ့ဝန်ခံအံ့နံခြင်းဟာမာနရဲ့သွေးဆောင်ခြင်းဖျားယောင်ခြင်းမာနရဲ့တိုက်ခိုက်ခြင်းကနေ အောင်မြင်နိုင်သောတမာတတိရှိစွာအသက်ရှင်သောအသက်ရှင်ခြင်းဖြစ်ပါတယ်လို့ဒီနကုပတ်တော်နဲ့အနေငယ်ဝင်ရပါတယ်နောက်ထပ်ဗီဒီယိုဖိုင်တွေထဲမှာနောက်ထပ်တမာတတိရှိစွာဘလို့အသက်ရှင်ရမယ်ဆိုရင်နောက်ထပ်အချက်တွေကိုဆက်လက်ပြီးဝင်ရတည်တည်ခါမှာဖြစ်ပါတယ်အရောက်တိုင်းပေါ်မှာဖခင်ရဲ့နကုပတ်တော်အလင်းခံစားပါစေအာမင်